်ရှိပြီဆိုလို့ရှိရင် ရှိနေုံနဲ့ပြီးသလားအသက်ရှိတိုင်းလူတိုင်းအတွက်ကောင်းကျိုးချမ်းသာတွေရသလားအသက်ရှိတိုင်းအကျိုးရှိသလားဆိုတဲ့မေးခွန်းတစ်ခုထပ်ပေါ်လာဒါကြောင့်မို့အသက်ရှိသမျှအကျိုးရှိစေရမည်သက်ရှိရင်အကျိုးရှိဖို့လိုတယ်အသက်ကြီးရှိနေလို့ဘာတံမိုးရှိဘာမှတံမိုးမရှိဘူးလူဘဝမှာကြာကြာနေရတာပဲရှိတယ် လူတိုင်းအကျိုးရှိခြင်းမှရှိတယ်။တချို့ကျတော့အကျိုးမရှိတဲ့ပြင်အကျိုးတောင်ယုတ်သွားသေးတယ်။နေ့စဉ်အရက်သေးစာတောက်စားနေတဲ့ပုဂ္ဂိုလ်တယောက်အသက်ရှည်ကြည့်ပါလားအရက်ဖိုးတွေပိုးမကုန်ဘူးလား။လူမသေးတောင်အရက်ဖိုးကတော့ပိုးနေမှာနော်။ပတ်စံတော့ပိုးကုန်မှသေးကြတယ်မဟုတ်။သူအသက်ရှည်လေပတ်စံပိုးကုန်လေ။အဲ့တော့ မကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်အသက်ရှည်လေးလေးမကောင်းမှုအကုသိုလ်တွေတိုးနေဘူးလားသူမတနေ့တနေ့တနေ့နဲ့အကုသိုလ်တွေက တိုးလာလိုက်တာနေပေါင်းများစွာ အကုသိုလ်တွေစုမိသွားရင် သူ့အထုဝုံတုပ်ဝုံဘိုးကြီးဖြစ်သွားပြီဒီအကုသိုလ်တွေကိုခံမရောဟောအသက်ရှည်အသက်ရှည်တိုင်းကောင်းကျိုးချမ်းသာရတာမဟုတ်ဘူးကောင်းကျိုးချမ်းသာဆိုတာအသက်ရှည်တာတခုတည်းနဲ့ခေါ်လို့မရဘူး ဒါဖြင့်အသက်ရှည်သည်မြကောင်းကျိုးရရှိစေအသက်ရှည်သည်မြအကျိုးရှိစေဖို့လိုအပ်တယ်ကျိုးရှိရဒါဖြင့်အကျိုးရှိအောင်ဘလို့နေမလဲအသက်ရှည်ပြီးတော့အကျိုးရှိအောင်အသက်လည်းရှည်ရမယ်အကျိုးလည်းရှိရမယ်မကောင်းတာလုပ်တဲ့လူကအကျိုးမရှိဘူးလို့ပြောရမှာပဲမကောင်းတာလုပ်နေရင်အကျိုးမရှိဘူးဒုစရိုက်တွေလုပ်လို့ရှိရင် တနေ့ကို တတော်ရီအကောင်20တတ်တယ်ဆိုလို့ရှိရင်နှစ်ရက်ဆိုရင်အကောင်40ဖြစ်သွားပြီနော်အာဟုတုရီကတူ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 လာပြီသူများဥစ္စာခိုးပြီအသက်မွေးတဲ့ပုဂ္ဂိုလ်ဆိုရင်တစ်ခါခိုးနှစ်ခါခိုးသုံးခါခိုးနောက်ဆုံးဖရာပစ္စည်းပါခိုးကျောင်းကပစ္စည်းပါခိုးဆိုတော့ပို့ပြီးတော့ဝန်တော့ဝန်မိုးတွေဖြစ်လာဟောကာမိတိမိစ္ဆာစရာကျွလွန်တဲ့ပုဂ္ဂိုလ်လည်းပဲတစ်ခါနေနှစ်ခါနှစ်ခါနေသုံးခါပို့ပြီးတော့ဝန်တော့ဝန်မိုးတွေဖြစ်လာ မူတဝရလည်းဟိုနာလိန်ဒီနာလိန်လိန်နာတွေများလာတဲ့ကဝန်တို့ကိုပို့ပဲသူရမေရယဆိုပို့လို့ဆို နောက်ဆုံးမှာသူ့အတွက်လက်တွေ့ဒုက္ခရောက်တာတော့အသက်ကျွတ်သွားတာတို့အသက်ကင်စားတို့နဲ့ဒုက္ခရောက်သွားတာအယေသမားကမှ အသက်ကွဲပြီးတော့တည်တာတည်ကြတယ်နော်ကျန်တဲ့လူတွေကကွဲကျင်နေတာအသက် အရင်ပြန်ပြန်တောက်တဲ့အခါကျအသေးလေးကဖောင်းလာတယ်။ဖောင်းလာပြီးတော့အဲ့ဒီအသေးလေးကအက်ကွဲပြီးသွေးတွေအန်နေဆိုတာအဲ့ဒါအသေးကွဲတာခေါ်တယ်နော်။အသေးကွဲတာအဲ့ဒါမှအသေးကွဲတာခုခေတ်အသေးရောတွေကလွန်ပေါ်တယ်။အေးကောင်းပြီအသက်ရှိတိုင်းအကျိုးရှိတာတော့မဟုတ်ဘူးဒါကြောင့်မို့အသက်ရှိသမျှအကျိုးရှိစေရမည်ဒါဖြင့်ဘယ်လိုနေမလဲ။ ရသဗျာကဟောထားတာလေးတွေရှိတယ်။ဘုရားဟောတဲ့ဒေသနာတော်ကိုပြောပြရမယ်ဆိုရင်မြတ်စွာဘုရားကယောသဝတ္တတံဇီဝေဒုတ်တိလောအတ္တမဟိတောကိုကျင်းသီလမရှိဘူး။သူများတတဲ့တတ်တယ်ဒုစရိုက်တွေနဲ့နေတယ်သူများအုပ်ဆောင်လဲခိုးတယ်။ကိုကျင်းတရားဆိုတာလုံးဝပြက်ပြားနေတယ်။ သူတော်ဘာသမီးအားလည်းစော်ကားတယ်ပြင်မာတယ်လိန်သာညာရာလည်းလှုပ်တယ်အရက်သေးစားလည်းတောက်တယ်ဒုတိလောအတ္တမဟိတောတီလာမရှိသည့်အတွက်ကြောင့်စိတ်တည်ငြိမ်မှုလည်းမရှိဘူးတော့လောကမှာလူသာဖြစ်ပြီးတော့ဒုစရိုက်နဲ့နေနေတဲ့ပုံကိုယ်ကြီးအများကြီးရှိတယ်နော်အများကြီးရှိတယ်နေတယ်လို့ပြန်မအောင်မေးတယ်အများစုသူတို့ကဒုစရိုက်နဲ့နေတဲ့ပုံကိုယ်ကြီးအများစု အနည်းစုလေးသာဖရာတရားနဲ့လူတော်လူကောင်းကအနည်းစုအများစုကအစိုးတွေတွန်းနေပြားတော်မြတ်စွာဘုရားကပုဂ္ဂိုလ်တရားဟာတဲ့ကိုချင်းသီလမရှိဘူးစိတ်ဓာတ်တည်ငြိမ်မှု မရှိဘဲနဲ့တဲ့အတ္တတရားအသက်ရှိမယ်ဆိုရင်တဲ့မကောင်းဘူးတဲ့ဘာလို့မကောင်းလဲကိုချင်းသီလမရှိသည့်အတွက်ကြောင့် သူတွေသက်ရှိလေးဒုက္ခတွေများလိမ့်မယ်သက်ရှိလေးဒုက္ခတွေများလားအကုသိုလ်တွေများလာလေလေဝန်တော့ဝမိုးတွေကြီးလေလေအပြစ်ကပိုကြီးလာလေလေဒီလိုဆိုလိုတာပေါ့အသက်ရှိတော့အကုသိုလ်တွေပိုလုံခွင့်ရတယ်ပိုလုံလေလေပိုကြီးမွားလေလေအပြစ်တွေကပိုကြီးမွားလာပိုကြီးမွားလေလေခံရမာတွေကပိုများလာလေလေ เอกาหังชีวิตาเตยอทีละวันตัตตะสายีโนทีละวันตัตตะกูจึงทีละရှိပြီးတော့สายีโนစိတ်တတည်ငြိမ်မှုနဲ့ရှုမှတ်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့เอกาหังတရတံမြအသက်ရှိခြင်းကတေယော ကောင်းတယ်ဆိုလိုတာကပြောချင်တာကတီလာမရှိဘဲနဲ့အသက်တရာရှိတာနဲ့တီလာရှိရှိနဲ့တရအသက်ရှိရတာပိုကောင်းတယ်လို့ဒီလိုပြောတာ အဲ့တော့ဘုန်းကြီးတို့တွေဘာမှတ်ရမလို့အသက်ရှိသည်မအကျိုးရှိစေရမည်ဆိုတာအသက်ရှိသည်မအကျိုးရှိအောင်ဘာလုပ်ရမလဲကိုချင်းတီလာထိန်သိမ်းဆိုချောဒီလိုဆုံးလို့တာနော်ကိုချင်းတီလာရှိရင်အသက်ရှိသည်မအကျိုးရှိတယ်ဘလောက်ရှိရှိရှိပါစေကျိုးရှိတယ်နောက်ဆိုကုသိုလ်တွေရကုသိုလ်တွေရငါးပါးတီလာခံယူစောင့်တည်ထားလိုက်တယ် စောင့်တည်ထားပြီးတော့ကိုယ်တည်တာလေးကိုကိုဆင်းငင်းနေတိုင်းနဲ့မြ။ငါဒီကနေ့ဈေးကပြန်ရင်တော့ဈေးအတွက်တယ်မဟုတ်လား။ဒီနေ့ပတ်ဆက်မလောက်ရလဲ။သုံးနာဘလောက်၊ကုံနာဘလောက်နဲ့ဆိုပြီးတော့ဈေးအတွက်တယ်။တီလာကိုလည်းဈေးအတွက်ကလေးတွက်ကြည့်နေတိုင်းနေတိုင်းမနေ့အိယာဒာတီလာလေးစောင့်တည်လိုက်။ညအိယာဝင်တဲ့အခါမှာငါငါးပါးတီလာ ကြိုးတာရှိလားမရှိဘူးလား။ ပါဏာတိပါဒကိုကျွလွန်တာရှိလားအဋိနာဒါနာကာမိတုမိစ္ဆာစရာမူတဝါဒသူရမေရကျွလွန်တာရှိသလားပြန်စစ်ပြန်စစ်တဲ့အခါမှာအဖြေထွက်နိုင်မှာငွေကြတော့လေအဖြေထွက်ချင်ပါလို့ရတာရေရတာပဲမဟုတ်လားရလာတဲ့ငွေချေးကိုရေရေတွက်ပြီးတော့ကြည့်မှအဖြေဆိုတာထွက်တာလေအရင်ကဘလောက်အမြတ်ကဘလောက်နော် ရှုံးသလားမြတ်သလားဆိုတာအဲ့ကြမှာဖြစ်ထွက်တယ်။အဲ့ဒါလိုပဲကိုယ်တိလာလေးကိုကိုပြန်စစ်ကြည့်လိုက်တဲ့အခါဟာဒီနေ့ငါဗန္နာတိပါဒလွတ်တယ်ဘာမှမတတ်ဘူး။တရားဥစ္စာဆိုလဲငါမခိုးဘူး။သူတော်ဘာသမယလဲငါမပြစ်မှားဘူး။လိမ့်လည်းမပြောဘူး။အရင်လည်းမတော့ဘူးပေါ့။အကုန်လုံးတစ်ခုစီတစ်ခုစီ။ပြောကောင်းပြောလိုက်မယ်ဒီနေ့တော့နည်းနည်းတော့လိမ်မိတယ်ဆိုတာလည်းပါမယ်။နော်။ သောဘဒီနေ့တော့ဆေးပြေဝါပြေကလေးလည်းပါခြင်းပါမယ်ပေါ့အဲ့ဒီလိုကျိုးပေါက်နေတာမျိုးမရှိဘဲနဲ့လုံးဝတန့်ဆင်သွားပြီဆိုရင်ဝန်တာသမားဒီကနေ့လူဖျက်ကျိုးနှက်လိုက်တာဘာကြောင့်လူဖျက်ကျိုးနှက်တော့လောကမှာယဟန္တာဆိုတဲ့ပုဂ္ဂိုလ်တွေဟာပဏာတိပဏာကလုံးဝရှောင်တဲ့ပုဂ္ဂိုလ်တွေအရိဏာဒနာကလုံးဝရှောင်တဲ့ပုဂ္ဂိုလ်တွေကာမိတုမိစ္ဆာစာရာကလုံးဝရှောင်တဲ့ပုဂ္ဂိုလ်တွေ မူတာဝါဒကလုံးဝရှောင်ပြီသူရမေရကလုံးဝရှောင်တဲ့ပုဂ္ဂိုလ်ငါလည်းဒီကနေ့ယဟန္တာလို့သောတာပန်လို့သကရာကံအနာကံတို့လို့သူတို့အကျင့်နဲ့သူတို့အဆင့်ကိုငါရောက်အောင်လုပ်ရပြီလို့စိတ်ထဲမှာဝမ်းသာမယ်တူတူပဲအဆင့်ကနော်သောတာပန်ငါးပါးတိလလုံးတယ်လို့ကိုယ်လည်းငါးပါးတိလလုံးတယ်ဆိုမတူဘူးလားသာဝရလုံတာနဲ့သာဝရမလုံတာနဲ့ဒါတော့ပဲကွာမှာလေ သူ့အဆင့်ကိုရောက်သွားတာပဲဒါဘရောတောတဘပုဂ္ဂိုလ်တွေကမြတ်စွာဘုရားကဒီတိုင်းနှီးပေးတာနော်ဒီတိုင်းဆင်ခြင်ခိုင်းတာမဆင်ခြင်ရင်တော့မရဘူးဒီကုသိုလ်မရဘူးဆင်ခြင်လိုက်တယ်အေးဒီကနေ့ပဏာတိပတ္တမလုံနေယန္တာပုဂ္ဂိုလ်တွေသို့မဟုတ်တောတဘပုဂ္ဂိုလ်တွေပဏာတိပတ္တမလုံကြတယ်ငါလဲဒီနေ့တောတဘပုဂ္ဂိုလ်တွေအတိုင်းပဲကြည့်ရပါလား ငါအကျင့်ဟာသောတပန်အကျင့်နဲ့သွားတူပါလားဝန်တာဆရာကြီးအဲ့ဒါကိုစိတ်ကိုသီလနဲ့ထုံမွန်းတယ်လို့ခေါ်တယ်ထုံမွန်းပေးမှသီလရဲ့တကိုးတွေကတက်လာတာ노ဆိုမတက်ဘူးစောင့်တော့စောင့်တည်လိုက်ပါရဲ့ရလို့ရွတ်တဲ့ရရွတ်ကလေးတော်လှုပ်လိုက်တယ်နော်ဒိဗေလည်းတိတ်မသိဘူးသူများဆုံလို့ဆိုလိုက်တယ်ကိုယ့်ကိုယ်လုံးညောင်းထိန်းသိမ်းဆောက်ရှောက်ဖို့တတိမရဘူး ထုံးစံမှုဆိုလိုက်တယ်ဆိုရင်တော့အကျိုးသိရမှာမဟုတ်ဘူးစောင့်တိပြီးတဲ့အခါအခုလို့ဆင်းရဲဘာမှမလုပ်ချင်နေဒါတရားအထုတ်တာ ਨੇ အများကြီးနှိစက်သွားတီလာကိုဆင်းရဲတာတီလာနုဒတိကမ္မထံလို့လဲခေါ်တာပဲအင်တမတံမိုးရှိတဲ့အလုပ်တစ်ခုပဲကိုတီလာလေးကိုကိုဆင်းရဲလိုက်တယ်နှိစင်နဲ့အမြဆင်းရဲတဲ့အလုပ်ကိုလုပ် လုပ်တဲ့အခါမှာအဖြေထုတ် အဖြေထုတ်တဲ့အခါမှာတစွန်းတစလေးတန်လျာဖြစ်လို့ရှိရင်နောက်နေ့မှမဖြစ်စေနဲ့ပြည့်ဝတဲ့သီလပြည့်စုံတဲ့သီလဖြူစင်တဲ့သီလမျိုးရအောင်ကြိုးစားတယ်။ဘာကုသိုလ်မှမလုပ်ခြင်းနေဒါလေးတစ်ခုလုပ်တယ်။နော်။ဘာသာမရှိလို့သူများလို့မလုပ်နိုင်ပါဘူးလို့မငြင်းနဲ့။ဒီတစ်ခုနဲ့တည်းမယ်။ကောင်းကျိုးချမ်းသာတွေရနိုင်။နော်။ဆင်ញင်ပေး။အဲ့ဒီလိုဆင်ញင်လို့ရှိရင် ဘာဖြစ်လဲဒီတီလဆိုတာ ਨੇ အသက်ရှင်မယ်ဆိုလို့ရှိရင်ကိုယ်အသက်ရှင်နေသမျှအကျိုးရှိနေပြီလို့သာမှတ်ပေးတော့အကျိုးရှိ